ဒီနေ့ထားရွှေသေးကတော့တရားအကြမ်းနဲ့ဈေးပိတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်ချမ်းသာခြင်းကိုရမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က12ရက်နေ့17လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေသေးကတော့တရားချပါတယ်။66.5မှ900ရခိုင်လို့ရှိတဲ့ထိုင်းရွှေအစည်းဆိုင်ကရောင်းနေဈေးက6340ထိုင်းရွှေခရပတာကိုဘန်ကောက်ထဲမှာလက်ခ150ရှိပါတယ်။လက်ခ PSC ထိုင်းရွှေခရပတာကို6330550နဲ့ပြေဝယ်ရမှာဖြစ်ပါတယ်။ဒီနေ့ထားရွှေခဲတဲ့ဘက်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်လုံးပြန်မပြတ်ပဲ 63300နဲ့ပေါင်ဈေးတိုင်းပြန်ပြီးတော့လက်ခံပါပါ64.500ရေတော့ရှိတဲ့ဓာတ်ရွှေလက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ငါရောက်နေစီကတပတ်သားကို64200လက်ဝယ်ရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1500နဲ့1000ရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ဓာတ်ရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ရေတော့ဖြစ်အောင်မှာဖြစ်ပါတယ်900ရေတော့ဖြတ်ပြီးတဲ့ပြင်ကိုဓာတ်ရွှေလက်ဝယ်ရနာတပတ်သားကို 6100ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ကမ္ဘာရွှေတအောင်စာကိုဒေါ်လာ4120နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့ဒေါ်လာကိုထိုင်းမှန်ငွေ32.5တင်းနဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။50ကျော်တမ5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခရက်ဘတ်သားကိုမြန်မာချက်ငွေ96,300ကျော်လောက်ဈေးနှုန်းရှိပါတယ်။60ကျောင်းတမ5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုမြန်မာချက်ငွေ89,500ကျော်လောက်ဈေးနှုန်းရှိပါတယ်။ လက်ဝယ်နိုင်စင်းလုံးတွေကတော့လက်ခမပါသေးပါဘူး။လက်ရှိမှာတော့ဒီနေ့ထိုင်းချွေစီကတရားအကျနဲ့ဈေးရှိနေတာဖြစ်ပါတယ်။ထိုင်းချွေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်တော့လက်ခဈေးသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ150။နပတ်သားတွေဝယ်မယ်ဆိုရင်လက်ခ250။ငါးပတ်သားတွေဝယ်မယ်ဆိုရင်တော့လက်ခအကုန်ကြားမရှိပါဘူး။ကဘာချွေစီကတော့လက်ရှိမှာအနေငယ်အကြစီနဲ့ရှိနေတာကိုတွေ့ရပြီးတော့ဒီညထိုင်းဆိုင်တော်ချင်း၄နာရီမှာကဘာချွေစီကိုတက်စီနိုင်တဲ့သတင်းတစ်ခုရှိတာဖြစ်တဲ့အတွက် ကဘာရွှေစည်းအတက်ကြာကိုဒီနေ့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါရွှေစည်းငွေစည်းတွေကိုမြန်မြန်တင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ရှင်နိုင်ကြပါစေ။